ဟယ်လိုအားလုံးပဲမြင်လာပါ Siren Tattoo Studio ရဲ့ Tattoo ပုံရိပ်အပိုင်းစားများအနေမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့တွေဒီတစ်ခေါက်မှာတော့ Cover App ပုံလေးရေးဖို့ပြင်ဆင်နေရလေးဖြစ်ပါတယ် Cover App ပုံရေးဖို့အတွက်ကျွန်တော်ကဒီတစ်ခေါက်ကတော့เนาะမြန်မာမှုငကားပုံစံလေးကိုရေးချက်ပြီးတော့ client ကိုရေးပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ Carbon Cut ပါတယ် Carbon Cut တဲ့အနေထားမှာကျွန်တော်လိုအပ်ချက်အနည်းများရှိပါလိုအပ်ချက်ဆိုတော့က အပုံရဲ့အနေထားပေါ်မူတည်ပြီးတော့ကျွန်တော်တို့လူတွေအပိုင်းစာလေးတွေဖြစ်တင်းခြင်းကိုပြောတာဖြစ်ပါတယ်အကဘာအက်တီကျွန်တော်တို့ရေးတဲ့အခါမျိုးမှာအပုံနဲ့အတီကျအဝင်ကွင်ကျဖြစ်ဖို့ဆိုတာမလွယ်ပါဘူးအဝင်ကွင်ကျဖြစ်ဖို့အတွက်အဲတချို့နေရာလေးတွေမှာကျွန်တော်တို့ free hand ထည့်ရတာတွေရှိတယ်။ဒါမှမဟုတ်တခြားပုံဒီဇိုင်းတွေကျွန်တော်ထပ်ပြီးတော့ပေါင်းဆက်ရတာရှိရပါတော့။အဲကျွန်တော်ကတော့တခြားပုံလေးတွေထပ်ပြီးတော့ပေါင်းဆက်နေတာမျိုးမဟုတ်ဘဲနဲ့ ဒီပုံအနေထားရကျွန်တော်ကအကျွန်းနေတဲ့အပိုင်းစားတွေနေရမှာပေါ့နော်အနဂိုရှိပြီးသားပုံရဲ့ main frame ပုံစံမျိုးယူပြီးတော့ကျွန်တော်ကထပ်ပေါင်းဆက်သွားမှာပဲဖြစ်ပါတယ်အခုမြင်နေရတဲ့အတိုင်းတာဆိုရင်မြန်မာမှုနဂါးပုံရေးမှာဆိုတော့အဲ့သူ့ရဲ့ဒီပိုက်သားပုံစံလေးကျွန်တော်ရေးဖို့ဒီအကျန်း frame တည်ပြီးတော့ဆွဲနေရလေးဖြစ်ပါတယ် ကာဘာအတီရဲ့နေရာမှာလည်းတကယ်ကိုစိတ်ရှိရှိနဲ့တော်တော်ကောင်းစားရပါတယ်။ရှုကာဘာအတီကဖုံးလို့ရတာရှိတယ်။ဖုံးလို့မရတာရှိရပေါ့နော်။ကျွန်တော်အနေနဲ့ကြတော့အကူနိုင်တဲ့အပိုင်းစအကူနိုင်တဲ့ပုံရိပ်လိုဟာမျိုးဆိုရင်ကျွန်တော်တေချာလေးလုပ်ပြီးတော့ကျူတဆက်ရေးပေးပါရစေ။ အဲဒါကတော့နောက်ကမြင်ရတဲ့အနေအထားဖြစ်ပါတယ်။နောက်ကနေမြင်ရတဲ့အနေအထားမှာဆိုလဲကျွန်တော်တို့အမှုဟိုလမောင်းဦးရဲ့အပြစ်ပြဝကအမြင်ရတဲ့အတိုင်းအတာအထိကိုပုံကယူထားတာမရှိတဲ့အတွက်ကျွန်တော်တို့ထပ်ပြီးတော့ဖြစ်တင်းရေးဆွဲနေရလေးဖြစ်ပါတယ်။ အဲကျွန်တော်တို့အကျန်းတဲအဲလိုအပ်တဲ့ဖြစ်စစ်ချက်တွေပေးပြီးတော့အပြီးတဲ့အခါမျိုးကျတော့ကျွန်တော်တို့ကောက်လိုင်းလေးစရေးတယ်ကောက်လိုင်းနဲ့အစောပိုင်းတော့ကျွန်တော်ကတော့ကောက်လိုင်းကိုအစားဆုံးရေးဖို့ပြင်ထားပြီမဲ့ပုံရေးရတာရောဒီတချို့ဟာလေးတွေအဲစိတ်ကူးထားတာလေးတွေတခါတည်းတွဲပြီးတော့ရေးနိုင်အောင်လို့ကောက်လိုင်းရောရှိတ်ရောကျွန်တော်တွဲပြီးတော့ရေးပြဖြစ်ပါတယ်ပါတော်ရေးရ ်ဒါလေးကတော့ကျွန်တော်ရဲ့ဆိုင်ရတတူးနဲ့ပတ်သက်ပြီးတော့အခြေခံလေးပြီးတော့ knowledge တွေကိုလာတင်နေတဲ့ညီလေးကကျွန်တော်ကူရေးထားလေးဖြစ်ပါတယ်သူတို့ဆိုတင်တဲ့ကာလအနေနဲ့အဲ2လခွဲ3လဝန်းကျင်အထိရောက်လာပြီပေါ့နော်အတိုင်းမဲ့ကျွန်တော်ကိုကူရေးဖို့အထိသူတို့တော်တော်လေးကြိုးစားတာတွေ့ရပါတယ် တို့အခြေခံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကသင်တန်းလေးပေးထားလေးဖြစ်တဲ့အတွက်ဒီဗီဒီယိုထဲမှာဆိုရင်သင်တန်းလေးကျင့်တာတွေအလက်ဆင်လေးကျင့်တဲ့လူတွေအဲတခြားလာတဲ့ client အနေနဲ့ရှုပ်နေရလေးကိုမြင်ရမှာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ကူးထားတဲ့အကြောင်းအရာလေးတွေအများကြီးရှိတဲ့အတွက်မူရင်းဗီဒီယိုဖိုင်ကအတန်လေးတွေနဲ့ပဲကျွန်တော်ပုံရိပ်တာပြီးကန်နေသည့်အဲလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်ဗျာဒီလိုမျိုးတက်တူးလာရတဲ့ client အနေနဲ့တွေ့တဲ့အချိန်တွေမှာကျွန်တော်အနေနဲ့ဆိုရင်အဲအချက်လေးချက်ကိုဒီကထားပြီးတော့လှုပ်ဆောင်ပါတယ်အပထမတစ်ချက်ကတော့ပေါ့ယဉ်ကျေးမှုနဲ့ယုံကြည်မှုရယူပါတယ် အဒုတိယတစ်ချက်အနေနဲ့ကတော့ဒီတန်ရှင်းတည့်ရမှုပေါ့နော်တန်ရှင်းတည့်ရမှုကကျွန်တော်တို့ရေးတဲ့သူရောအရေးခံရတဲ့သူရောနှစ်ယောက်လုံးအရန်အရေးကြီးပါတယ်အဲ့ကောင်နေပြီးတော့မှကျွန်တော်တို့ဘာကိုထပ်သွားလဲဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်ဒီဇိုင်းဘိုင်းကိုသွားပါတယ်အဒီဇိုင်းမှာသူ့လိုချင်တဲ့ဒီဇိုင်းအခုရေးပြချင်တဲ့ဒီဇိုင်းအနှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးတော့ရေးတာမျိုးပေါ့နော်ရေးချိန်မှာတက်တောင့်တသားဖြစ်အောင်အလုပ်ဆောင်တာမျိုးတွေဖြစ်ပါတယ်နောက်ဆုံးအချက်လေးအနေနဲ့ကြတော့တတူအပ်တဲ့အနေနဲ့က အပုံထွက်ကောင်းဖို့ရဲ့ပြီးတော့ရေးပြီးချိန်မှာသူတို့ view site ဖို့အတွက်ပေါ့နော်ဒီဆောင်ရံဆောင်ရံလေးတွေမှားတာကိုကျွန်တော်လုပ်ဆောင်ပါတယ်ဒါကတော့ကျွန်တော်အများနဲ့လုပ်ဖြစ်တဲ့အချက်၄ချက်ဖြစ်ပါတယ်ပုံလေးကတော့ရေးချိန်မလောက်တာကြောင့်ကျွန်တော်တို့ဒီလောက်နဲ့ပဲနားလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်